ို့နီလန်းမျိုးစုံဖြင့်အစဉ်တစိုက်ကြိုးပမ်းလှုပ်ဆောင်နေတဲ့ CRPH NUG အမေရိကန်အကြမ်းဖက်အဖွဲ့အစည်းများ PDF အမေရိကန်အကြမ်းဖက်သမားများကိုမွေးထုတ်ပေးပြီးအစိုးရရဲ့အုပ်ချုပ်ရေးရန်နရများပြက်စီးစေရန်နဲ့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကိုနှောင့်နှေးစေရန်ရည်ရွယ်ပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ပူးပေါင်းက၎င်းတို့ပေါ်အားပေးထောက်ခံမှုမရှိတဲ့နိုင်ငံတော်မှ ပေးရလာတဲ့တာဝန်များကိုခြေပွန်စွာထမ်းဆောင်ရရှိသောအစိုးရဝန်ထမ်းများ ရှားတော်တန်ဃာတော်များနဲ့ဒေသခံပြည်သူများကိုခေါင်းစဉ်အမျိုးမျိုးတက်၍ဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခြင်းပြည်သူများပိုင်ဆိုင်တဲ့အဖိုးတန်နဲ့အမြတ်တနိုးသိမ်းဆီးထားတဲ့ပစ္စည်းများကိုအတင်းအဓမ္မလူရဲယူဆောင်ခြင်းလက်နက်အားကိုပြီးပြည်သူလူထုထံမှအတင်းအဓမ္မဆက်ကြီးကောက်ခြင်းလူသစ်စုဆောင်ခြင်းတိုက်ပွဲဖြစ်ပွားရာဒေသများမှာဒေသခံပြည်သူများကို လူသားတတိုင်းအဖြစ်အသုံးချခြင်းများလှုပ်ဆောင်ရရှိတဲ့အပြင်ဒေသခံပြည်သူများရဲ့နေအိမ်များ ဌာနဆိုင်ရာအစိုးရအုပ်ချုပ်မှုအဆောင်များနိုင်ငံတော်ရဲ့ပခုံးပြောင်းတာဝန်များကိုထမ်းဆောင်ကြရမယ်ပညာတတ်လူငယ်လူရများကိုမွေးထုတ်ပေးနေတဲ့စာသင်ကျောင်းများတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကိုတစ်ဖက်တစ်လမ်းမှာအထောက်အကူပြုနေတဲ့ဆက်ယုံအလို့ယုံများနဲ့ပြည်သူများအ धिक သွာလာအသုံးပြုရရှိတဲ့လန်တာကြီးများကိုမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း drop ဘုံချတိုက်ခတ်ခြင်းစတဲ့အကြမ်းဖက် လုပ်ရများကိုလှုပ်ဆောင်ရရှိကြတဲ့အတွက်၎င်းတို့ရောက်ရှိရာဒေတာများရှိပြည်သူလူထုများ လူမှုရေးစီးပွားရေးပညာရေးကျန်းမာရေးစတဲ့လူမှုစီးပွားဘဝများ အပတ်ပတ်မှနိုင်ကြလျက်ရှိပါတယ်။ဒါပြင် CRPH, NUG ပြည်ပြတ်အကြမ်းဖက်အဖွဲ့များနဲ့၎င်းတို့လက်ဝေကန် PDF အမိကန်အကြမ်းဖက်အဖွဲ့များဟာတောင်ပေါ်ဒေသနဲ့မြေပြန်ဒေသကိုဆက်သွယ်ပေးထားပြီးနိုင်ငံရဲ့ကုန်စည်ကူးသန်းမှုနဲ့လမ်းပန်းဆက်သွယ်မှုအချက်အချာတစ်ခုဖြစ်တဲ့မန္တလေးမြို့ကိုသိမ်းပိုင်နိုင်ရေးဟာလေ၎င်းတို့ရဲ့စိတ်ကူးရင်စည်ရေးအိမ်မက်ထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့်အညာဒေသမှာရိုးသားစွာနေထိုင်လုပ်ကိုင်စားတောင်းနေကြတဲ့ပြည်သူများကိုဒီမိုကရေစီအရေးနဲ့ဒေသကောင်းစားရေးဟုနိုင်ငံရေးမလုံးများဖြင့်စီယုံတင်သွင်းကအကြမ်းဖက်တင်နှံများပို့ချပေးပြီး MDY PDF အမိကန်အကြမ်းဖက်သမားများအဖြစ်မွေးထုတ်ပေးပြီးမြို့ရွာများမှာတိုက်ပွဲများဖော်ဆောင်ခြင်းလုံခြုံရေးအားနည်းတဲ့တပ်စခန်းငယ်များကိုအင်အားအလုံးအရင်အသုံးပြုပြီးတိုက်ခိုက်ခြင်း နိုင်ငံအကျိုးပြုဆက်ယုံအလုပ်ယုံများကိုတိုက်ခိုက်ခြင်းများလှုံ့ဆော်လာကြရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ကြည်ကြောင်လူတယောက်ကြံသည့်အထိတိုက်ရဲသည့်စိတ်ဓာတ်လေကွယ်ကြီးကြံအလံမလဲသည့်စိတ်ဓာတ်များဖြင့်အသက်ကိုပဒနာမထားပဲရဲရဲဝင်းဝင်းဖြင့်ပြန်လဲခုခံတွန်းလှန်ခဲ့ကြတော်လေအကြမ်းဖက်သမားများအနေနဲ့အတင်းအဓမ္မချင်းချောက်လူသေးစုဆောင်ခြင်းဖြင့်ရရှိလာတဲ့တာလုံအင်အားများနဲ့ဒေသခံပြည်သူလူထုကိုလူသားတစ်တိုင်းဖြစ်အသုံးချပြီးတိုက်ခိုက်လာခြင်းတို့ကြောင့်လုံခြုံရေးတပ်ဖွဲ့များထိခိုက်ကြဆုံးဒဏ်ရာရရှိမှုများပြားလာပြီး ြည်သူလူထုရဲ့နေအိမ်များနိုင်ငံအကျိုးပြုဆက်ယုံအလုပ်ရုံများထိခိုက်ပျက်စီးဆုံးရှုံးမှုအ ਨੇ ဆုံးဖြစ်စေရေးတို့အတွက်စစ်နည်းပြူဟာမြောက်ဂျားခန့်စီအစဉ်စဉ်ဖြင့်စနစ်တကျဆုတ်ခွာပေးခဲ့ရာအကြမ်းဖက်တောင်းချမ်းသူများဟာမန်လေးတိုင်းဒေသကြီးမတရားမြုပ်နယ်ဆယ်တော်ကြီးကျွော်အပါဝင်၎င်းဒေသတဝိုက်ရှိနေမီကန်တပ်ဌာနချုပ်ဆယ်တော်ကြီးရေလောင်တမန်နဲ့နိုင်ငံအကျိုးပြုအယ်ဖာဘီနိုင်ငံဆက်ယုံဖျောင်းတော်တပ်ထုတွေနေရာတို့အားခိတ္တထိန်ချုပ်ခဲ့ကြပါလေ။ တို့ဖြစ်၍လုံချုံရေးတပ်ဖွဲ့ဝင်များအနေနဲ့အကြမ်းဖက်သမားများခိတထိန်ချုပ်ထားတဲ့ဆယ်တော်ကြီးကြေးရွာအပါအဝင်ဆယ်တော်ကြီးရေလောင်တမန်နဲ့နိုင်ငံအကျိုးပြုဆက်ယုံအလုံယုံတို့ကိုထိခိုက်ပျက်စီးမှုအ ਨੇ စုံဖြင့်ပြန်လည်ရရှိရေးအတွက်စီမံချက်များအဆင့်ဆင့်ရေးဆွဲပြီးစစ်ကြောင်းများခွဲကပစ်ခတ်မှုနဲ့စစ်ကစားမှုကိုဟန်ချက်ညီညီပေါင်းဆက်ပြီးခြေမုံခဲ့ရ2025ခုနှစ်ဩဂုတ်လ24ရက်နေ့မှာဖျောင်းတောင်တပ်ထူရင်ဒေသတဝိုက်ကို၎င်း ဩဂုတ်လ28ရက်နေ့မှာအယ်ဖာဘီလက်မြေစစ်ရုံကို၎င်းပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးအကြမ်းဖက်သမားများအနေနဲ့ထိခိုက်ကြဆုံးမှုများစွာဖြင့်မတရားဒေသမြောက်ဖက်ချမ်းသို့ကစင်ကလျာဆုတ်ခွာထွက်ပြေးသွားကြပါသည်။ဆလဘီ